ဒီကနေ့အောက်တိုဘာလ၄ရက်နေ့ရက်ထူးခြားသတင်းနဲ့ထူးခြားဖြစ်စဉ်တွေကတော့ကမ္ဘာပေါ်လုံးဖွဲ့ချုပ်ဖီဘာဟာအောက်တိုဘာလ၂ရက်နေ့က၂၀26ကမ္ဘာဗလာပြိုင်ပွဲရဲ့တရားဝင်ပေါ်လုံးဖြစ်တဲ့ Try Ronda ကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီပေါ်လုံးကကနေဒါမက္ကဆီကိုနဲ့အမေရိကန်ပြည်ထောင်စုတို့ပူးသွင်းအရှင်ပြေပထမဆုံးအကြိမ်လက်ခံကျင်းပချင်းအမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ဘောလုံးနာမည်ကစပိန်ဘာသာစကားကဆင်သက်လာပြီး ရေပူရောင်အဖြစ်လှိုင်းသုံးခုလို့အဓိပ္ပာယ်ရပါတယ်။အရှင်နိုင်ငံသုံးနိုင်ငံရဲ့စီလုံးညီညွတ်မှုကိုညွှန်ပါတယ်။ ဒီဇိုင်းကတော့အနီအစိမ်းနဲ့အပြာရောင်တွေပါဝင်ပြီးနိုင်ငံတစ်ခုစီရဲ့တင်ကိတာတွေဖြစ်တဲ့ကာနေဒါရဲ့မေဘယ်ရွက်မက္ကဆီကိုရဲ့လင်းယုံနဲ့အမေရိကန်ပြည်ထောင်စုရဲ့ကျဲတို့ကိုထည့်သွင်းထားခြင်းဖြစ်ပါတယ်။ကိုရီးယားဆိုတော့တရုတ်ဆောင်အိုင်ယူဟာအော်တိုဘာလ၂ရက်နေ့ကကျင်းပတဲ့ Seoul International Drama Award 2025မှာ အကောင်းဆုံးအမျိုးသမီးဆက်ဆောင်ဆုကိုရရှိခဲ့ပါတယ်။အာယူဟာ Netflix drama one like give your tangerine ဆက်ကားနဲ့အမျိုးသမီးဆက်ဆောင်စုကိုရရှိခဲ့တာဖြစ်ပါတယ်။အောင်လာဆန်ဒီဒီကနေ့မှာကျင်းပတဲ့ one fight night ပြိုင်ပွဲမှာပြိုင်ဘက်ဆွီဒင်ကစားသမားကိုဒိုင်ပွဲရက်နဲ့အနိုင်ယူခဲ့ပြီးစုကြီးဒေါ်လာ9000ရရှိခဲ့ပါတယ်။အကစားသမားဘဝကနေလည်းအနိုင်ယူလိုက်ပြီးဖြစ်ပါတယ်။1 championship မှာအောင်မြင်မှုတွေရရှိခဲ့တဲ့ online ascent ကို1 hall of fame ဆီမှာထည့်သွင်းကွန်ပျူတာပါတယ်။ နေအော်တိုဘာလာ၄ရက်နေ့ရဲ့နေထူးနေ့မြတ်တွေကတော့ War Animal Day ကဘာတရိစံနေ့ဖြစ်ပါတယ်။တရိစံခွေရည်နဲ့တဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးရန်ရည်ရွယ်ပါတယ်။ဒီကနေ့အော်တိုဘာလာ၄ရက်နေ့ရဲ့သမိုင်းဝင် ထူးခြားဖြစ်ရတွေကတော့1582ခုနှစ်အော်တိုဘာလာ၄ရက်နေ့မှာဂရိကိုရီယန်ပြက်ကတိန်ကိုအော်ယဟန်မင်းကြီး ဂရိဂိုရီ73ကမိတ်ဆက်ခဲ့ပါတယ်။အီတလီ၊ပိုလန်၊ပေါ်တူဂီနဲ့စပိန်တို့မှာအော်တိုဘာလ4ရက်နေ့ပြီးနောက်အော်တိုဘာ15ရက်နေ့ကိုချက်ချင်းရောက်ရှိစေခဲ့ပါတယ်။1930ခုနှစ်အော်တိုဘာလ4ရက်နေ့ကဘယ်ဂျီယံရဲ့ပြည်လက်ရည်နေဖြစ်ပါတယ်။ ဘယ်ဂျီယံနိုင်ငံဟာနယ်သာလန်နိုင်ငံကနေလွတ်လပ်ကြောင်းကြေညာခဲ့ပါတယ်။1959ခုနှစ်အောက်တိုဘာလ၄ရက်နေ့မှာဆိုဗီယက်ယူနီယံသည်ကမ္ဘာပထမဆုံးဂျူတုဖြစ်တဲ့စပုတ်နစ်တစ်ကိုအောင်မြင်စွာလွှတ်တင်ခဲ့ပြီးအာဂါတာခေတ်ကိုစတင်စီခဲ့ပါတယ်။အောက်တိုဘာလ၄ရက်နေ့မှာ မွေးဖွားခဲ့တဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကတော့အမေရိကန်လူရှင်တော်တရုတ်ဆောင်ဒါရိုက်တာရုပ်ရှင်ထုတ်လုပ်သူဘတ်စတာဂီတန်ရဲ့မွေးနေ့ဖြစ်ပါတယ်။ Silent Flink ရဲ့အထင်ကရပုဂ္ဂိုလ်တော်ဖြစ်ပါတယ်။1995ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။အမေရိကန်စာရေးဆရာမှာ အန်ဒရာရဲ့မွေးနေ့ဖြစ်ပါတဲ့1942ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။အမေရိကန်ရုပ်ရှင်သရုပ်ဆောင်တန်ဆာရန်ဒန်ရဲ့မွေးနေ့ဖြစ်ပါတဲ့1946ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။အမေရိကန်ရုပ်ရှင်သရုပ်ဆောင်အလီစီယာဆေးဘရာစတုန်းရဲ့မွေးနေ့ဖြစ်ပါတယ်။1956ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။အမေရိကန်ရုပ်ရှင်သရုပ်ဆောင်နဲ့အဆိုတော်မယ်လီစာပွင်နာရဲ့မွေးနေ့ဖြစ်ပါတယ်။1988ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။စူပါကဲဇလန်သွဲဖြစ်လို့သိများပါတယ်။ မြန်မာနိုင်ငံမှာစက်မှုဆောင်28ခုရှိပါတယ်။စက်မှုရက်ွက်5ခုနဲ့တီထောင်စဲစက်မှုဆောင်စီမံကိန်း2ခုရှိပါတယ်။စက်မှုဆောင်28ခုကတော့လှိုင်းတရားစက်မှုဆောင်၊ရှေးပြည်သားစက်မှုဆောင်၊တီလဝါစက်မှုဆောင်စတဲ့ရန်ကုန်မြို့မှာရှိတဲ့စက်မှုဆောင်၊ဒလေးတိုင်းဒေသကြီးမှာရှိတဲ့စက်မှုဆောင်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူး၊မော်လမြိုင်၊ဒဝဲ၊အေရဝတီ၊ရှမ်းပြည်နယ်နဲ့မြေကြီးနား တနင်္သာရီတွေမှာရှိတဲ့ဆက်မှုစုံတွေဖြစ်ပါတယ်ဆက်မှုရက်ကွက်၅ခုကတော့တာဂေတာဆက်မှုရက်ကွက်အင်းစိန်ဆက်မှုရက်ကွက်မယန်းကောင်းဆက်မှုရက်ကွက်ကျင်းမင်တိုင်းဆက်မှုရက်ကွက်နဲ့ဗဟန်းဆက်မှုရက်ကွက်တို့ဖြစ်ပါတယ်။တီတောင်စဲဆက်မှုဆောင်စီမံကိန်းတစ်ခုကတော့ကြောက်ဖြူသူစီပွားရေးဆောင်ဗတ်အန်ဆက်မှုဆောင်တို့ဖြစ်ပါတယ်။ပြည့်စစ်ပစ္စည်းကိရိယာများတုံဆွဲနေစဉ်ပြည့်စစ်ဓာတ်အားပြတ်တောက်သွားပါကဓာတ်အားဆက်သွယ်မှုခလုတ်ကိုချက်ချင်းပေးဖို့မမေ့ပါနဲ့။